အမျိုးသားပညာဝန်ဆရာကြီးဥဖိုးကြာရေးသားတဲ့အခမဲ့ဂူလီထန်းချင်းဤအချိုဆိုတဲ့ဝုထုတုကလေးကိုဖျက်ပြပေးခြင်းပါတယ်ခင်ဗျာလွန်ခဲ့သော6နှစ်ခန့်ကကျွန်ုပ်သည်မျိုးငယ်တစ်ခုသို့မျိုးသားကြောင်းစည်ရန်သွားရ၏၎င်းမျိုးတို့မြတ်တာဆိုင်လျင်ကျွန်ုပ်၏သူငယ်ချင်းတပိမောက်ကြောင်းသာဟောဆရာကြီးသည်လာ၍ကြိုးနေသည်ကိုတွေ့ရ၏ မူဒာအနည်းတွင်ကပ်၍ကျွန်ုပ်၏ယဉ်နေသောမိတ်ဆွေတယောက်နေဒီကိုခဏမြတ်တွေ့လို့သည်နှင့် သူငယ်ချင်းဆရာကြီးအားကျွန်ုပ်၏ပစ္စည်းများနှင့်တွားနှင်ရန်ပြောဆိုလွတ်လိုက်၏အဆိုပါဘုရားအနည်းရှိမိတ်ဆွေနှင့်စကားစမိပြော၍အတန်ကြာပြီးနောက်ဆရာကြီးအိမ်သို့သွားတော်မူဟုဘုရားအနည်းကပင် ဖြတ်၍လာခဲ့ရာဘုရားယုံအတွင်း၌တည့်ရစွာဝတ်ဆင်၍တနာကမသူငယ်ကျောင်းသား ်ကျောင်းသားရွယ်တယောက်ကိုတွေ့မြင်ရ၏၎င်းမှာတယောက်တည်းလိုပဲ